တန်လင်းရုပ်ရှင်ရွာစီမံခန့်ရတော့ EOI ခေါ်ယူနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခံဆောင်ရွက်မဲ့တန်လင်းရုပ်ရှင်ရွာစီမံခန့်ရတော့စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်တွေကို Expression of Interest EOI ခေါ်ယူနေတယ်လို့သိရပါတယ်။ တန်လီရုပ်ရှင်ရွာစီမံကိန်းကိုရန်ကုန်တိုင်းဒေသကြီးရန်ကုန်တောင်ပိုင်းခရိုင်တန်လီမြို့နယ်စစ်ပင်ကွင်းကြီးရွာအုပ်စုကွင်းအမှတ်666 A နဘဲကံမြောက်ကွင်းကမြေ area 30တရမ16 A ကမှဆောင်ရွက်မှဖြစ်ပြီးအိမ်ရရုပ်ရှင်စတူဒီယိုအောက်ထိုးစတင်တွေကိုတိစောက်သွားမယ်လို့ဆိုပါတယ် ဒါကြောင့်စိတ်ပါဝင်စားသူလုပ်ငန်းရှင်တွေရဲ့နေနဲ့စီမံကိန်းမှအကျိုးသူပူးပေါင်းဆောင်ရွက်ဖို့ EOI Fund ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဝယ်ယူကာယခုလ23ရက်နောက်ဆုံးထားလျှောက်ထားနိုင်တယ်လို့သိရပါတယ်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတန်လင်းရုပ်ရှင်ရွာအပြင်လဲကူးမျိုးနယ်ရှိမြေအေးကတရားပေါ်မှာလဲရုပ်ရှင်မျိုးထုံးစီမံကိန်းကိုဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။